မိတ်ဆွေများမင်္ဂလာပါအားလုံးပဲစောင့်မျှော်နေကြတဲ့အာရှအမျိုးသမီးချန်ပီယံလိအုပ်စုပွဲစဉ်ဖြစ်တဲ့ ISP အသင်းနဲ့တောင်ကိုရီးယားကလပ်စူဝမ်အသင်းတို့ရဲ့ပွဲစဉ်ကတော့မိနစ်60ပြီးဆုံးခဲ့တဲ့ချိန်မှာ၅ဂိုးကိုမရှိဆိုတဲ့ရလနဲ့စူဝမ်အသင်းရမှတ်၃မှတ်ရယူသွားနိုင်ပါတယ် ုပ်စုရဲ့ပထမအဦးဆုံးပွဲစဉ်လည်းဖြစ်တာကြောင့်နှစ်သင်းစလုံးကတော့အနိုင်ရလက်လိုအပ်နေခဲ့ပြီးအကျိန်းတွေတော့ရှင်ပြိုင်ခဲ့ကြတယ်ပထမပိုင်းပွဲစားပြီး၄မိနစ်မှတင်ဂိုးရရှိဖို့လုံလောက်တဲ့ယုံရီလိုင်းရဲ့ကန်ချက်ကိုဂိုးသမားကာကွယ်နိုင်ခဲ့တာကြောင့်အခွင့်အရေးနဲ့လွဲချော်သွားပါတယ်၈မိနစ်မှတော့စူဝမ်အသင်းကတောင်းကန်ဘောကနေတဆင့်ဂိုးပေါက်ထဲကိုတိုက်ရိုက်ကန်ထဲတဲ့နေရာမှာတိုင်ထီးထွက်ခဲ့လို့တက်တာရရခဲ့သေးတယ်လို့ဆိုရမှာပါ ပထမပိုင်းအတွင်းမှာစူဝမ်အသင်းကဘောလုံးပိုင်ဆိုင်မှုအတားအဆီးနဲ့ထိရောက်တဲ့အခွင့်အရေးတချို့ကိုဖန်တီးနိုင်ခဲ့တယ်။အရန်မောင်းကလည်းအတားအဆီးရှိနေတာကြောင့်အမြင့်ဘောကိုအားပြုပြီးတော့ကစားတယ်။တောင်မန်နှစ်ဖက်ကနေဖြတ်တင်ဘောတွေ၊တောင်းကန်ဘောတွေ၊ဖရီကစ်တွေကိုတော့ ISB အသင်းကသတိကြီးကြီးထားပြီးတော့ကာကွယ်နေခဲ့ရပါတယ်။တဖက်မှာတော့ ISB အသင်းဘောလုံးပြန်လည်ရရှိချိန်စူဝမ်အသင်းက present လုပ်တဲ့အခါမှာတုံဆိုင်နေတာကြောင့်ကျွန်တော်တို့ဘောလုံးတွေဆုံးရှုံးရတယ်။တံပြန်ကနေတိုက်စစ်ဆင်ခွင့်ရတဲ့အခါမှာလည်း ကွင်းလေကဖြူဖြူဝင်းနဲ့စမ်းတော်တော်တို့ဆုံးဖြတ်ချက်တွေမပြတ်သားတာကြောင့်တစ်ဖက်နောက်တန်းနဲ့ညှိတဲ့အခွင့်အရေးတွေမရဘူးပေါ့နော်။ရုံးရီလိုင်းကတော့နောက်တန်းရောတောင်မန်တချမ်းကိုပါအတော်လေးအတက်စင်းလှုပ်ပြီးတော့ကစားနေကြတာတွေ့ရပါတယ်။ပွဲကစားချိန်45မိနစ်ပထမပိုင်းပြီးလို့နာကျင်ချိန်မှုအတွင်းမှာရရှိခဲ့တဲ့ပြစ်ဒဏ်ဘောကနေစူဝါအသင်း ပိတ်သွင်းခဲ့တဲ့ပထမတစ်ကြိမ်ကိုတော့ဂိုဒမမျိုးမမြငင်ကာကွယ်နိုင်ခဲ့ပေမယ့်ရှန်ကျလာတဲ့ဘောလုံးကိုတော့ဘရာဇီးတိုက်စစ်မှူးမီလီနင်ကပိတ်သွင်းခဲ့လို့ဥဆောင်ကိုရရှိသွားပါတယ်။ဒုတိယပိုင်းပွဲအစမှာတင်ပွဲပန်းနေပြီဖြစ်တဲ့ယိုးရီလိုင်းကိုထုတ်ပြီးတော့လင်းလေဦးကဝင်ရောက်လာတယ်။ပွဲကစားချိန်55မိနစ်မှာခင်မူမူထွန်းလူပေးမှားတာကနေတဆင့်ရလာတဲ့အခွင့်အရေးကိုတော့မီရှိကာဝါကသွင်းယူခဲ့လို့ဒုတိယမြောက်ဥဆောင်ကိုပေးခဲ့ရပါတယ်။58မိနစ်နဲ့83မိနစ်တွေမှာတော့ ဆောင်ကြည်ယွန်းကကိုအေရီယာအတွင်းမှာပဲရှုပ်ရှက်ခန့်နေတဲ့အနေအထားကနေအပြင်းကန်သွင်းခဲ့လို့ကိုတွေထရခဲ့ပါတယ်။နောက်ပိုင်းမှာတော့ကျွန်တော်တို့ကစားကွက်ပြောင်းလဲနေနဲ့မြန်နိုးခင်ဝင်ရောက်လာတဲ့နော်ထက်ထက်ဝင်တဲ့တန်းတန်းတွေတို့လည်းဝင်ရောက်လာပြီးတော့ခန်းစစ်နဲ့တိုက်စစ်မြအောင်ပြုပြင်ခဲ့ပေမဲ့အလုပ်တော့မဖြစ်ခဲ့ပါဘူး။တဖက်အသင်းမှာကလည်းဂျပန်ဘရာဇီးနဲ့တောင်ကိုရီးယားလက်ရွေးစင်ကစားသမားတွေနဲ့စုဖွဲ့ထားတာကြောင့်ဘွဲကစားချိန်ကြာလာတာနဲ့အများအသက်လုံးတွေကစားအားတွေတအူးချင်းရင်ဆိုင်ရတဲ့နေရာတွေမှာစကေးတွေလည်းလိုအပ်သွားခဲ့ပါတယ် စံတော်တော်ကတော့ဒီနေ့ပွဲစဉ်မှာအတော်လေးဆုံးဖြတ်ချက်တွေမှားနေခဲ့ပြီးတော့တိုက်စစ်ပံ့ပိုးမှုတွေအားနေခဲ့တာတွေ့ရပါတယ်။83မိနစ်မှာတော့နောက်ထပ်ဥဆောင်ကိုစူဝမ်သိန်းကရရှိခဲ့ပြီးတော့ငါကိုကိုမရှိဆိုတဲ့ရလက်နဲ့ပဲပွဲပြီးဆုံးသွားခဲ့ပါတယ်။ဒီနေ့ပွဲစဉ်မှာတော့ ISB အသင်းကထိရောက်တဲ့တိုက်စစ်ဆင်မှုတွေမလုံနိုင်ခဲ့ဘူး။တဦးချင်းရေဆိုင်အတွေ့အကြုံမှာအားနေခဲ့တယ်။အောက်စုတက်နိုင်ပါအောင်မလားဆိုတဲ့မျှော်လင့်ချက်ကိုတော့ကျွန်တော်တို့တိုးကြပါရီနာဂိုရန်အသင်းတွေနဲ့ရင်ဆိုင်ရမယ့်ပွဲတွေအထဲမှာအပြေရှားရမှာပါ ်ပို့ပြီးတော့ခက်ခဲလာမယ်ပို့မှုရုံးကန်ရဖို့ရှိနေပါတယ်အောက်စုတက်နိုင်ဖို့ကလည်းပထမဒုတိယရတဲ့အသင်းတွေအပြင်အကောင်းဆုံးအောက်စုတတိယနှစ်သင်းတက်ရောက်နိုင်မယ့်အခွင့်အရေးကလည်းရှိနေသေးတော့လက်ကျန်ပွဲတွေမှာတော့အပြေရှာဖို့လိုအပ်နေပါပြီလာမယ့်၁၂ရက်နေ့ဗိုလ်တပူးနေ့နေ့လယ်၃နာရီမှာတိုချိုဘာရီအသင်းနဲ့ ISB အသင်းကရင်ဆိုင်ရမှာဖြစ်ပါတယ် ISB အသင်းရဲ့ခြေစွမ်းပေါ်ညီကိုတို့ရဲ့တုံးသက်မှုနဲ့အာရှချန်ပီယံလိမှာဖြစ်လာနိုင်တဲ့အနာဂတ်လေးတွေကိုလည်းကျွန်တော်တို့ကွန်မန့်မှာရေးပေးခဲ့ကြပါအောင် ားကစားတဲ့ရင်းတွေကိုနေ့စဉ်အချိန်မှတင်ဆက်ပေးနေကြဖြစ်တဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြဖို့မမေ့ပါနဲ့။နားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းအေးချမ်းပျော်ရွှင်ပါစေခင်ဗျာ။